မနက်မြန်နာလေးဟိုနော်ရဒါပထမဆုံးနော်ရရဲ့ director အဖြစ်နဲ့ရုပ်ရှင်ကားကြီးပေါ့လေဇလန်းနွေးရတော့အများရက်ခဲတာပေါ့ဒါပထမဆုံးရှင်ကားကြီးဖြစ်တဲ့အတွက်နဲ့ stress နည်းနည်းတော့ပြီးတယ်ပေါ့နော်စပြီးဇလန်းစပြီးတော့စဉ်းစားတဲ့ကဒီဇလန်းကပရိသတ်အတိုင်းနဲ့ထထူချပုံနော်ရစပြီးတွေးရတယ်ဒါဇညောဖွဲ့နဲ့တေချာတိုင်းနဲ့ပေါ့နော်ပြီးတော့လို့ရှိရင်ဒီရိုက်တဲ့အခါမှာနော်ရကဟိုဘယ်လိုပြောမလဲနည်းနည်း ဟို horror comedy ဟိုမှ short ဆန်းဆန်းလေးတွေနဲ့ camera walks ကောင်းကောင်းလေးတွေနဲ့တော့ပြချင်တယ်ပေါ့နော်။နောက်ပြီးတော့တချို့ CGI ဖလားလေးတွေကိုလက်သေးကားဟိုမှဆန်းဆန်းလေးမြင်နေကြတာမဟုတ်တဲ့ဆန်းဆန်းလေးတွေထည့်ချင်တယ်ဖြစ်တဲ့အတွက်ကိုကျွန်တော် pre production တအားကြီးလုပ်ခဲ့ရတယ်။နောက်ပြီးတော့ရင်ဒီရိုက်မဲ့ short တွေအားအစားပေါ့နော် short list တွေတည်ချထုတ်မှုပုံတွေတည်ချဆိုရင် detail တွေတော့အကုန်လုံးတည်ချလေးပြ pre production မှာပြင်ဆင်ခဲ့ရတယ်ပေါ့။ဟုတ် stress တော့ရှိတယ်။ဒါပေမဲ့ရိုက်တဲ့အချိန်ကျတော့လေဟာတာကလည်းဟာတာကဒီမှာပါတဲ့ဟိုတယောက်ဆောင်တွေအကုန်လုံးကလည်းကိုယ့်ရဲ့အကိုရိမတွေဖြစ်နေတယ်။အကုန်လုံးပေါ့နော်အကုန်လုံးနဲ့ပြပ ော့ပပလေးရိုက်ရိုက်တော့ပြောဖို့လည်းကောင်းပါတယ် န္ဒရာနဲ့စပြီးတော့ဒီ Commodore Production က producer တွေနဲ့စတိုင်ပင်ဖြစ်တယ်ပေါ့နော်။မန္ဒရာတကားလောက်ဟိုရိုက်ကြမယ်ပေါ့နော်။ပေါ့ပေါ့ပါပါနဲ့အဲ့လိုပြောစရာကားလေးလည်းဖြစ်မယ်။အဲ့လိုအဲဘလို့ကျွန်တော်လေးရိုက်ကြမလဲဆိုပြီးပြောကြတဲ့အချိန်မှာဟာသာတကယ်ကားလေးရိုက်ကြမယ်ဆိုပြီးတော့ဒါဇလန်းစညုံတီတီထအောင်နဲ့ကျွန်တော်တို့ပြောပြီးတော့ဒီဇလေးကိုစပြီးတော့ဖြစ်ပါတယ်။ဟုတ်။အမှန်တမ်းပြောရရင်လေဟိုကျွန်တော်ဒါပထမဆုံးကျွန်တော်ရဲ့ director အဖြစ်နေတဲ့ရုပ်ရှင်ကားကြီးပေါ့လေ။ဇလန်းတွေကတော့အများကြီးရက်ခဲတာပေါ့။ဒါပထမဆုံးရှင်ကားကြီးဖြစ်တဲ့အတွက်နဲ့ stress နည်းနည်းတော့ပြီးတယ်ပေါ့နော်။စပြီးဇလန်းစပြီးတော့စဉ်းစားတဲ့ကဒီဇ ဇလန်းကပြည်သက်အတိုင်းနဲ့ထပ်ထူကြပုံတော့စပြီးတွေးရတယ်ဒါဇညောဖွဲ့နဲ့တေချာတိုင်းနဲ့ပေါ့နော်ပြီးသွားလို့ရှိရင်ဒီရိုက်တဲ့အခါမှာနော်ကဟိုဘယ်လိုပြောမလဲနည်းနည်း ဟို horror comedy ကိုမှ short စမ်းစမ်းလေးတွေနဲ့ camera walks ကောင်းကောင်းလေးတွေနဲ့ narrative ပြချင်တယ်ပေါ့နော်နောက်ပြီးတော့တချို့ CGI ဖော်လေးတွေကိုလက်သေးသေးကောင်းကိုမှစမ်းစမ်းလေးမြင်နေကြမဟုတ်တဲ့စမ်းစမ်းလေးတွေထည့်ချင်တယ်ဖြစ်တဲ့အတွက်ကို narrative production တအားကြီးလုပ်ခဲ့ရတယ်နောက်ပြီးတော့ရင်ဒီရိုက်မဲ့ short တွေအားအစားပေါ့နော် short list တွေတိချထုတ်မှုပုံတွေတိချဆိုရင် detail တွေတော့အကုန်လုံးတိချလေးပြ preparation မှာပြင်ဆင်ခဲ့တယ်ပေါ့ဟုတ် stress တော့ရှိတယ်ဒါပေမဲ့ရိုက်တဲ့အချိန်ကျတော့လေဟာတာကလည်းဟာတာကဒီမှာပါတဲ့ဟိုတယောက်ဆောင်တွေအကုန်လုံးကလည်းကိုယ့်ရဲ့အကိုရိမတွေဖြစ်နေတယ်အကုန်လုံးပေါ့နော်အကုန်လုံးနဲ့ပြ ောပပလေးရိုက်ရိုက်တော့ပြောဖို့လည်းကောင်းပါတယ်နေတဲ့နေတဲ့ဘယ်ရောက်သွားလဲမသိဘူးသူပြောရဲအမအဲ့ကျွန်တော်ကအချစ်ကားလေးပေးရိုက်ပါအောင်နဲ့အမအမြဲတမ်းနဲ့ကျွန်တော်အဲ့လိုပဲမဟုတ်ဘူးလို့နင်းအရန်အထာချနေလို့နင်းရုပ်ကအရန်အထာချနေတာဒါမျိုးနဲ့ပို့လိုက်လို့ဆိုရင်ငါချော်ထားသူပူစားနေတဲ့အချစ်ကားလေးရိုက်ပေးဖို့နော်ကအချစ်ကားလေးတခုသူ့အတွက်စီစဉ်ပေးထားတာရှိတယ်အဲ့ဒါလေးကဒီနှစ်ထဲမှာနှစ်ကောင်ပိုင်းလေးလောက်ပြည့်ဖြစ်မယ်ရှင့်နေတဲ့ကကြတော့လေကိုကိုနဲ့ မောင်နှမလို့ဖြစ်နေတာပေါ့နော်သူတို့တရုတ်ဆောင်လောကရဲစာပြီးဝင်လာတဲ့နရာတို့နဲ့စာရိုက်တာများတယ်အဲတချို့ဆိုပြောတယ်ဟိုကွန်နန်ဆာပရိုဒက်ရှင်ရဲ့တိုက်ပိုင်မင်းသားလားဆိုပြီးတော့ချို့မေးတယ်ပေါ့အဓိကတော့ဟိုကိုဟိုမောင်လေးလိုလည်းဖြစ်နေရလဲပါတယ်ပေါ့နော်နောက်သူကစ조사တယ်ခရံစ조사တယ် acting လေးလည်းကောင်းတယ်ကောင်းတဲ့အခါကျတော့သူ့မှာ character တခုရှိတယ်ပေါ့နော်အဲ့တော့သူကတခါကျရင်သူလည်းအစ်စ်ကားရင်းကျွန်တော်မသူ့ရဲ့ character ကအဲ့လိုခမိုင်မိုင်အဲ့လိုပုံစံသွားနေတာဖြစ်တဲ့အတွက်ကိုနော်အမြင်နဲ့ရိုက်ဖြစ်တာပေါ့သူတော်တော်ချော့ရနေနဲ့အစ်စ်ကားလေးရိုက်ပြီးမှပြောထားပါတယ် ဇလန်းစညွန်ဒီဒီထအောင်ပေါ့နော်သူရဲ့ဖန်တီးမှုပေါ့နော်တချို့ဟာလေးတော့ဟိုပထမမူရင်း plot ကိုနည်းနည်းလေးပြောင်းလိုက်ရတာလေးရှိတယ်ပေါ့နော်တချို့အကြောင်းကြောင်းကျွန်တော်တို့ဒါလေးရိုက်လို့မရမျိုးလေးတွေတချို့ဟာလေးရှိတဲ့အခါကျတော့အဲ့ဒီမှာဒီဇက်ကောင်ဒီ main ကတော့တရေဇက်ကောင်9ရောက်ပေါ့နော်အဲ့ဒီတရေဇက်ကောင်9ရောက်ကိုမတူပဲဟာသားလေးပြုလုပ်ချင်တာဖြစ်တဲ့အတွက်ကိုအဲတယောက်ကရဇမင်းသားငါနေတည်သွားတယ်တယောက်ကကျတော့ LGBT နောက်တယောက်ကကျတော့ဇာယေးဆရာရှင်နေပြီးတော့ဂျပန်စစ်ဘူးအဲ့တော့တယောက်တယောက်ကမတူညီတဲ့ language တွေမတူညီတဲ့ ဲ့သူတို့ရဲ့အမှုအကျင့်တွေနဲ့အလွဲလေးတွေဖြစ်အောင်ဖန်တီးထားတာပေါ့အဲ့တော့ဒီဇလန်းစံညုံဘက်ကလည်းကောင်းပါတယ်တော်တော်လေးလေဒီ character တယောက်ချင်းစီအလိုက်သူတို့ရဲ့အာဘယ်လိုပြောမလဲဟာတာ plot လေးတွေတေချာလေးခွဲပြီးစဉ်းစားထားတယ်ဟုတ် ကုန်လုံးကလေဝိုင်းရင်တရုတ်ဆောင်နေဆိုတော့လေအဲ့လိုအကုန်လုံးကကိုကြတဲ့ဇက်ရုပ်ကိုတည်တည်ချာချာတာဝန်ယူရယ်ပြီးတော့တေချာလေးစူးစမ်းတရုတ်ဆောင်နေပေါ့နော်ဟိုဒီကားထဲမှာထူးခြားဆိုရင်ကိုမြင့်မြတ်ကဒီထဲမှာဇက်မင်းသားလောက်ရယ်လေသူအကလည်းသူကျင့်ရတယ်တင်လဲတင်ရတယ်နောက်ပြီးဟုတ်တယ်အပြောလေးလေးသိန်းပေါ့နော်တချို့အစိမ်းနေဆိုရင်တို့စာစင်စာထားတဲ့ငိုချင်းချတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးလေးတွေပါထည့်ယူဟာတာလေးအနေနဲ့လောက်ထားတဲ့ဟာမျိုးလေးတွေဆိုတော့အာကိုမြင့်မြတ်ကထူးခြားချက်ကလေး ငါကွန်မြူနတီနဲ့ဒါပထမအောင်ဆုံးဆုံးမှုတာအခုရထူထပ်ချက်ကဘာလဲဆိုတော့တယုံဆောင်တာကိုသူကအရန် detail အရန်လေးဟိုလောက်တယ်ပေါ့နော် detail လေးလောက်တဲ့အခါကျတော့အကိုရဲ့ဒီတေယုဆောင်မှုကဒီထဲမှာဇမင်းသားဆိုလဲဇမင်းသားအလှရဟုတ်အရန်လေးအလိုပေါ်ပေါ်လွန်လွန်လေးဖြစ်နေတာပေါ့လေဟုတ်